2025ခုနှစ်အတွင်းမှာပြီးစီးတော့မဲ့ကမ္ဘာကြီးအတွက်အန်အားသင့်ဖွယ်ရာ UAE နိုင်ငံရဲ့ကစ်ရှိပြေစီမံကိန်းခုနှစ်ခုပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဝါလွားကထူးခြားစံပြအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေ။ယခု2025ခုနှစ်အတွင်းမှာပဲ UAE နိုင်ငံဟာကမ္ဘာကြီးကိုတုံလုံးခြောက်ခြားစေတော့မှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကစ်ရှိပြေဒီဇိုင်းတွေနဲ့ရည်မှန်းချက်ကြီးကြီးထားကတိစောက်ထားတဲ့စီမံကိန်းကြီးတွေကဒီနှစ်ထဲမှာပြီးစီးတော့မှာဖြစ်လို့ပါ။ ဒီနေ့ဗီဒီယိုမှာတော့အဆိုပါစီမံကိန်းကြီးတွေအကြောင်းကိုပြန်လည်မျှဝေတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်1ဒီဒူဘိုင်းရီပရောဂျက်ဒီစီမံကိန်းကတော့ခင်မီရေပေါ်မြို့တော်စီမံကိန်းပဲဖြစ်ပါတယ်။ရေပေါ်စီမံကိန်းတော်မှာရိုးရိုးတန်းတန်းမဟုတ်ပဲတန်နာကြောက်တန်းစနစ်အခု2000လောက်အထိပါဝင်ပါတယ်။ဒီလူလုံတန်နာကြောက်တန်းတွေပေါ်မှာလူနေထိုင်ရာအိမ်အားတွေများစွာကိုလည်းထည့်သွင်းတည်ဆောက်ထားပါတယ်။ဒါ့အပြင်တန်နာကြောက်တန်းရဲ့ဂေယာစနစ်တွေမပြတ်ရွံ့အောင်လို့လည်းဒီဇိုင်းကိုအသေးစိတ်ရေးဆွဲထားပါတယ်။နံပါတ်2အဘူဒါဘီဟိုက်ပါလူး အဘူဒါဘီဟိုက်ပါလူးစီမံကိန်းကတော့အနာဂတ်တည်ယူပို့ဆောင်ရေးကဏ္ဍကိုကိုစားပြုပါတယ်အဘူဒါဘီကနေဒူဘိုင်းကိုအချိန်15မိနစ်အတွင်းချိန်ဆက်ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်မှာပါတနားယိုကီလိုမီတာ1000လုံးနဲ့မြန်နှုန်းပြင်ပြေးဆွဲသွားမှာဖြစ်ပါတယ်နံပါတ်3ဒူဘိုင်းပါတီကယ်ဖန်ဟပ်ဒူဘိုင်းမှာတော့မိုးမျောတိုက်ကြီးတွေနဲ့စားတောက်ဖွဲ့ရာဟင်းသီးရွက်တွေကိုစိုက်ပျိုးနိုင်ဖို့စီစဉ်ဆောင်ရွက်နေတာဒီနှစ်ထဲမှာစီမံကိန်းကပြီးတက်နိုင်တော့မှလည်းဖြစ်ပါတယ် AI စနစ်တွေထည့်သွင်းထားပြီးလိုအပ်တဲ့နေရောင်ခြည်ပမာဏမျိုးရရှိအောင်လည်းစီမံထားပါတယ် ဒီမိုးမြော့တိုက်စိုက်ခင်းကြီးတာပြီးပြီးသွားခဲ့မယ်ဆိုရင်နှစ်စဉ်လူဦးရေတသိန်းစာအတွက်စားတောက်ဖွေရာတွေကိုစိုက်ပျိုးထုတ်လုပ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။နံပါတ်၄ Rust Akaima Wine Resort Rust Akaima Wine အပန်းဖြေစကန်စီမံကိန်းကတော့ UAE နိုင်ငံရဲ့ပထမဆုံးသောကာစီနိုအပန်းဖြေစကန်ဖြစ်လာမှာပါ။ဒေါ်လာ3.6ဘီလီယံကျော်လောက်အထိကုန်ကျခံကစောက်လုပ်ထားပါတယ်။ဒီဖွံ့ဖြိုးတိုးတက်တဲ့ area မှာ hotel တွေဖျော်ဖြေရေးစီစဉ်နေတဲ့ကာစီနိုဂိမ်းတွေကစားနိုင်မဲ့နေရာတွေများစွာပါဝင်ပါပါ။ ဒါကခီးသောလုပ်ငန်းကိုငွေကုန်ကြေးကြများစွာခံကအစင်းမြင့်တင်တဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့လည်းပြောလို့ရပါတယ်။နံပါတ်၅ဒူဘိုင်းခရစ်တာဝါဒစ်စထရိတ်မိုးမြော်တာဝါအဆောက်အဦတွေကိုခရိုင်တစ်ခုပေါ်မှာအများပြားထည့်သွင်းတိစောက်ထားတဲ့စီမံကိန်းဖြစ်ပါတယ်။အထက်မြင့်လူနေတိုက်တာတွေနဲ့အတူဈေးဝယ်စင်တာတွေနဲ့မြို့ပြလူနေမှုစနစ်ကိုဇိမ်ခံအနေထားမျိုးဖြစ်အောင်ဖန်တီးတိစောက်ထားပါတယ်။ပြန်လည်ပြဖြူမြဲစွမ်းရင်တွေကိုအများဆုံးအသုံးပြုထားပါတယ်။နံပါတ်6 Edith Ray Freight Corridor ယူအီနိုင်ငံရဲ့ကုန်စည်ပို့ဆောင်ရေးကဏ္ဍအတွက်အရေးပါတဲ့ကုန်ရထားလမ်းစီမံကိန်းဖြစ်ပါတယ်။ရထားတွေဟာဆော်ဒီနေဆက်ကနေဖူကြာတာကိုပြေးဆွဲပြီးတော့ကုန်စည်တွေကိုပို့ဆောင်မှာဖြစ်ပါတယ်။ကာဗွန်ထုတ်လွှတ်မှုကိုတတ်နိုင်သမျှရှင်းချနိုင်မှုအတွက်ရထားတွေကိုဖန်တီးထုတ်လုပ်ထားပါတယ်။ဒီနေ့ထဲမှာစီမံကိန်းကအဆုံးသတ်မှာဖြစ်လို့ကဏ္ဍရတဲ့ကရထားလမ်းရှိကြီးဟာယူအီနိုင်ငံရဲ့တည်ယူပို့ဆောင်ရေးဈေးညံတစ်ခုဖြစ်နိုင်ငံရဲ့တင်ရှားတဲ့ပြရုပ်တစ်ခုဖြစ်လာမှာပါ။နံပါတ်9ဒီရှာဂျာမွန် retreat expansion တဲကန်ရအစွန်းမှာရှိတဲ့ခိမိစိန်ခံဘန်းမြစ်စကန်ကိုလည်းနောက်ထပ်တပိုင်းထပ်မံတိုးချဲ့နေတာကလည်းဒီနေ့ထဲမှာပြည်သည်နိုင်တော့မှာဖြစ်လို့ခီးသွားတွေကိုအရင်ကားထက်ပိုပြီးဝန်ဆောင်မှုပေးနိုင်မှုမျှော်လင့်ထားပါတယ်။အခုအပိုင်းတက်မှာတော့ရာသီဥတုထိန်းချုပ်မှုနေအောင်ကြီးစွမ်းရည်အုံချမှုနဲ့ရေကူးကန်တွေအများကြီးပါဝင်လာမှာဖြစ်ပါတယ်။အဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။